ရုတ်ဘာသာစကားတွေနဲ့သာအသုံးပြုနေရတဲ့ Xiaomi smartphone တွေမှာမကြမီမှာ built in english version နဲ့မြန်မာစာတွေပါဝင်လာတော့မှာဖြစ်တယ်လို့မီ smartphone နဲ့ mi eco ပစ္စည်းတွေကိုမြန်မာနိုင်ငံမှာတင်သွင်းခွင့်ကိုယ်စားလှယ်ရရှိခဲ့တဲ့ strong soul company မှာသိရပါတယ်မြန်မာပြည်အနေနဲ့တင်သွင်းခွင့်ကိုယ်စားလှယ်ရရှိခဲ့တာကြောင့်အရင်လိုအင်္ဂလိပ် version ရအောင် root ဖောက်ဆရာမလို့တော့ပဲမြန်မာစာလက်ကွက်အသုံးပြုနိုင်တော့မှာလည်းဖြစ်ပါတယ်မြန်မာစာအတွက် unicode နဲ့အသုံးပြုရမှာဖြစ်ပါတယ်ဒါအပြင်အရင်က Xiaomi phone တွေမှာဝယ်ယူတဲ့အခါမှာအာမခံမရှိခဲ့ပေမဲ့အခုအခါမှာတော့တရားဝင်တင်သွင်းခွင့်ရရှိတာကြောင့် တစ်နှစ်အာမခံရရှိမယ်လို့လည်းသိရပါဗျ။မီဘရန်နဲ့ပတ်သက်တဲ့ထုတ်ကုန်ပစ္စည်းတွေကိုတရားဝင်ဖြန့်ချိခွင့်ရရှိတာနဲ့ပတ်သက်ပြီး Strong Soul Company ရဲ့စာနယ်ဇင်းမိတ်ဆက်ပွဲကိုရန်ကုန်မြို့ရှိ Parian Hotel မှာမေလ12ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။မီဘရန်ကိုတရုတ်နိုင်ငံမှာ2010ခုနှစ်ကတည်းကစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး2015ခုနှစ်တနင်္လာနေ့မှာပဲဖုန်းလုံးရေ80မီလီယံကျော်ကိုရောင်းချပြီးဖြစ်ပါတယ်။ Strong Soul Company ဟာမီစမတ်ဖုန်းရဲ့ model 6မျိုးကိုစတင်ဖြန့်ချိသွားမှာဖြစ်ပါတယ်။ Strong Soul Company ကလည်းအခုလက်ရှိလာတာမျိုးနဲ့လာတာလမ်းမှာ ရောင်းပြကန်ဖွင့်လှစ်ထားရှိပြီးဖြစ်ကယူဇနာပလာဇာနဲ့လမ်းမတော်မြို့နယ်ဖုန်ကြီးလမ်းတွေမှာလည်းဖွင့်လှစ်သွားဖို့ရှိပါတယ်။